ရီယယ်မက်ဒရစ်နီးပြဟောင်းစီရန်ကပြင်သစ်လျှက်စဉ်အသင်းကိုဂိုင်းတွယ်ခွင့်ရရမှာမိမိအိမ်မက်ဖြစ်ကြောင်းဖွင့်ရပြောကြားခဲ့ပါတယ်။အသက်52နှစ်အရွယ်ရှိပြင်သစ်ကနန်ဝင်ကစားသမားစီရန်သည်2021ခုနှစ်တွင်ရီယယ်မက်ဒရစ်အသင်းနှင့်လမ်းခွဲပြီးနောက်နီးပြဘဝမှအနားယူနေသူဖြစ်ပါတယ်။၎င်းကိုနီးပြဖြစ်ခန့်အရဥရောပထိပ်တန်းအသင်းများစွာချဉ်ကပ်ခဲ့ကြတော့လဲစီရန်သည်ညှင်းဆန်ပယ်ချခဲ့ပြီး လက်ရှိအချိန်ထိအနားယူနေခဲ့ခြင်းဖြစ်ပါတယ်။သို့သော်ဇီဒန်အနေဖြင့်ပြင်သစ်လက်ရွေးစဉ်အသင်းကိုကင်တွယ်ရန်ဆန္ဒပြပြနေပြီး2026ကမ္ဘာ့ဗလာပြိုင်ပွဲအပြီးတွင်အသင်းနီးပြားရာထူးမှထွက်ခွာမယ်လို့အတည်ပြုထားတဲ့ဒေရွန်ဤနေရာကိုဆက်ခံလိမ့်မယ်လို့ပြင်သစ်မီဒီယာများကဖော်ပြနေပါတယ်။ယခုကဇီဒန်ကပြင်သစ်အသင်းကိုကင်တွယ်ရန်မှာမိမိအိမ်မက်ဖြစ်ပြီးအဆိုပါအခွင့်အရေးကိုစိတ်ဆန္ဒပြင်ပြစွာဖြင့်ဆောင်ဆိုင်နေကြောင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဇီဒန်ကကျွန်တော်ကစားသမားတစ်ယောက်အနေနဲ့ပြင်သစ်လက်ရွေးစဉ်အသင်းမှာ73နှစ်ဒါမှမဟုတ်14နှစ်လောက်ကစားခဲ့တာပါ ။ဒါကြောင့်ကျွန်တော်အနေနဲ့လည်းရွေးစဉ်သင်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ဖို့ထိုက်တန်တယ်လို့ထင်ပါတယ်။ပြင်သစ်နေပြဖြစ်ဖို့ကကျွန်တော်ရဲ့အိမ်မက်ပါ။အဲ့ဒီခွင့်ရုပ်ကိုရဖို့ပြင်းထန်စွာနဲ့ကျွန်တော်စောင့်မျှော်နေပါတယ်။အခုချိန်ခါမှာဒါကိုပြောဖို့အချိန်ကောင်းမှုတ်သေးပါဘူး။ဒါပေမဲ့အခွင့်ရရလာရင်ကျွန်တော်ပျော်ရွှင်စွာနဲ့လက်ခံသွားမှာပါလို့ပြောကြားခဲ့ပါတယ်။